Anita 两两年前。 အဲ့တော့ဒီလိုအချိန်မှာဒီလိုဖြစ်နေတဲ့အတွက်အခုရောက်လာတဲ့လူတစ်တွေအတွက်အီလာဝါလာလောက်ပြီးတော့သွားလို့ရှိရင်လည်းတို့ရတာတို့ကိုယ်ပဲနောက်ပြီးလမ်းမှာစားနေတောက်နေနေသွားရဆိုလို့ရှိရင်လည်းဒါတို့ကိုယ်ပဲတို့မေးဖို့မရဘူးတို့အဆင်ပြေအဆင်ပြေသွားတာပေါ့နော်ဆိုတော့ကိုကဒီနိုင်ငံမှာနေလို့ရှိရင်ဒါတွေကိုတိထားမယ် high ryan nee ပြီဆိုလို့ရှိရင်တို့တွေပတ်သက်ရှာမယ်ဖမ်းမယ်စီးမယ်ဆိုတော့အဲ့ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ကစောင်းပါလေးတစ်ပုဒ်ဖတ်မိတယ်အဲ့စောင်းပါလေးကဘာလဲဆိုတော့အပြောင်ရင်စင်နဲ့ရှာပေါ့နော်ဒီစောင်းပါလေးကိုကျွန်တော်ဖတ်လဲဖတ်ပြီးတော့ကျွန်တော်စဉ်းစားမိတယ် တော့ဒါလေးကကျွန်တော်တို့နဲ့အစဉ်ပြေတဲ့ဆောင်းပါးလေးဖြစ်တဲ့အတွက်ကျွန်တော်ပြန်လည်းညှက်ဝေလိုက်ခြင်းဖြစ်ပါတယ်။ဆိုတော့အားလုံးမင်္ဂလာပါ။ LHP Sharing Blog ကကျွန်တော် Hailing Thomas ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ပြောပြမှာတော့အပ်ပြောင်းရင်စင်တဲ့ရှာဆိုတဲ့ဆောင်းပါးလေးပေါ့နော်။ဖတ်ပြီးတဲ့လူတွေဖတ်ပြီးသွားပြီ။ဆိုတော့အပ်ပြောင်းရင်စင်တဲ့ရှာဆိုတဲ့ဆောင်းပါးမှာခေါင်းစဉ်ကြီးကအကလေးတစ်ချောင်းပြောက်တာကိုဘယ်လိုစင်တဲ့ရှာမလဲပေါ့နော်။အဲ့လိုပြောလို့စကောင်းနေရနေတဲ့ကြောင်တော်ဖြစ်နေတော့ကျွန်တော်လည်းဖတ်ကြည့်လိုက်တာပေါ့နော်ဆိုတော့အပ်ပြောင်းရင်စင်တဲ့ရှာဆိုတော့ तू ကဘာအပ်ပြောင်းရင်ဘလို့စင်တဲ့ရှာမလဲဆိုတော့စာဖတ်ရင်လည်းမှကျွန်တော်သိသွားတယ်ဆို ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အပြောင်းစင်နဲ့ရှာဆိုတဲ့ခေါင်းစဉ်အောက်မှာသူရေးထားတာကတော့ S ဆိုတာကဘာအပ်လဲပေါ့နော်။ဆောင်းမရနဲ့ရှိရဲသူကတော့ကိုကားပြီးရေးတာပေါ့နော်။ဒါကကျွန်တော်ကတော့အချင်းချုပ်ပြီးပြန်လဲပြောပြပေးတာပါ။အပြောင်းစင်နဲ့ရှာဆိုတော့ကျွန်တော်တို့အပ်တွေအများကြီးရှိပါတယ်။အပ်တွေကဘာအပ်လဲဆိုတော့ကျွန်တော်တို့သွားအပ်တဲ့အရက်ဒေတာပေါ့နော်။မသွားအပ်တဲ့အရက်ဒေတာ။စားအပ်တဲ့အစားစားမစားအပ်တဲ့အစားစားနေအပ်တဲ့အရက်မနေအပ်တဲ့အရက်ပေါ့နော်။ဆိုတော့ဒီလိုအချင်းကာလာမျိုးမှာဒီအပ်တွေကိုကျွန်တော်တို့တတိထားမှာဖြစ်ပါတယ်။ ကိုမဘာထောက်ထားမှမရှိဘူးတကယ်ချင်းနေခေါ်လို့တွားမယ်ဆိုလို့ရှိရင်ဒီအရက်ကကိုတွားအပ်လားမတွားအပ်လားဆိုတော့အရင်ဆုံးစဉ်းစားမှာဖြစ်ပါတယ်ဆိုတော့ तू ကအဲ့လိုအက်တွေပျောက်နေပြီငါတွားတင်လားမတွားတင်လားဆိုပြီးတော့အက်ပျောက်နေတဲ့အချိန်မှာဘာနဲ့ရှာမလို့ဆင်နဲ့ရှာလို့ तू ကပြန်ရေးထားပါတယ်ဒီဆင်းရအရက်ကောက်ပါတယ်ဘာဆင်းလဲဆိုတော့ဆင်ကျင်တုံတရားလို့ तू ကပြောတာပါဆင်ကျင်တုံတရားနဲ့ဥပမာဖြစ်ရင်အခုလမ်းမှာ block check ရှိတယ်ဒီနေရာကငါမတွားအပ်ဘူးဆိုတော့ကိုဟာငါ့ကိုတကယ်ချင်းကခေါ်နေတယ်တွားတွားရင်ကောင်းမလားလို့တွားအပ်မတွားအပ် စဉ်းစားနေတဲ့အချိန်မှာစင်ကြုံတရားကိုပြန်ပြီးတော့ယူဆရမယ်။အဲစင်ကြုံတရားကဘာလဲဆိုတော့တဲ့စင်ကြုံတရားကသူကဘာကိုပြဘာနဲ့ဘာနဲ့ပေါင်းထားလဲဆိုတော့စင်ကြုံတရားဆိုတာတတိနဲ့ပညာကိုပေါင်းထားပြီးစင်ကြုံတရားဖြစ်လာတယ်။ဆိုတော့ဒါလည်း drop man လေကျွန်တော်စဉ်းစားကြည့်ကျွန်တော်ဒီမြားကိုသွားမယ်ဆိုလို့ရှိရင်တတိရှိရမယ်။နောက်ပြီးတော့ပညာဆိုတဲ့အဲ့ဒါပညာပြောတာပေါ့နော်ပညာဆိုတာဉာဏ်ပညာပြောတာပေါ့နော်ဉာဏ်ပညာဆိုတာကိုယ်စီမှာရှိသလိုတခြားလူတွေပြန်လဲမျှဝေခြင်းမှာလည်းပြန်လဲတင်ကြလို့ရတဲ့ဉာဏ်ပညာတွေအများကြီးရှိပါတယ်။အဲ့ဒီဉာဏ်ပညာကဘာလဲဆိုတော့ ငါသွားလို့ရှိရင်ဒီလန့်သွားရင်ဒီလိုခက်ခဲတွေ့နိုင်တယ်ဒီလန့်မသွားဘဲနဲ့တခြားလန့်သွားရင်မရဘူးလားဆိုတော့တချို့အကြောင်းအရာတွေမဖြစ်မနေသွားရမယ့်အကြောင်းအရာတွေရှိတယ်အလုံးနဲ့ပတ်သက်ပြီးသွားရမယ့်အကြောင်းအရာတွေရှိရဆိုရင်တော့ဒီမှာတတိနဲ့ပညာနဲ့ပေါင်းထားတဲ့စင်ချိန်တုံတရားကိုပြန်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဆိုတော့ဥပမာတင်ကိုကကားနဲ့သွားမယ်လမ်းမှာ block ချက်တွေများတယ်လို့ရှိရင်အဲ့ဒီမှာကိုကတတိရှိသွားပြီဟုတ်တယ်နော်တတိရှိကဆိုကိုကဘာနဲ့ပညာနဲ့ပြန်ကြည့်ရမယ်ဆိုတော့ဒီလမ်းကိုကကားနဲ့သွားလို့ရှိရင်အန်ရရှိရဆိုရှင်ကယထားနဲ့သွားရင်အစင်မပြေနိုင်ဘူးလား ဆိုတော့ကငါကအခုချိန်မနေ့ပိုင်းသွားမယ်ဆိုလို့ရှိရင် block chat တွေညားမယ်ဆိုလို့ရှိရင်ငါနေ့ကင်းပိုင်းလောက်လောက်မှာသွားရောအဆင်မပြေနိုင်ဘူးလားဆိုပြီးပြန်ပြီးတော့သတိနဲ့ပညာနဲ့ပေါင်းထားတဲ့စင်ချိန်တုံတရားနဲ့ပြန်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်ရတာပေါ့နော်သိကောင်းတဲ့စာလေးပါဒီစာလေးကိုကျွန်တော်ဖတ်ပြီးတော့ကျွန်တော်စဉ်းစားပြီးတော့အော်ဟုတ်တယ်ငါတို့အခုမလေးရှားရောက်နေတဲ့လူသစ်လူငယ်လေးတွေရောကြောက်တာကြာပြီဖြစ်တဲ့လူတွေရောပေါ့နော်ဆိုတော့ကိုက တစ်ခါတလေမှအပြောက်နေတယ်အဲ့လိုအပြောက်နေတဲ့အချိန်မှာကိုယ့်ရဲ့စင်ကျင်တုံတရားနဲ့ပြန်ချရာပိုကောင်းတယ်ကိုယ့်ရဲ့စင်ကျင်တုံတရားကတော့စင်ကျင်တုံတရားမှာသူပေါင်းထားတဲ့အရာလေးကိုတော့အရင်သဘောကျပါတယ်တတိနဲ့ပညာပေါ့နော်ဘာအရာမဆိုတတိမလုပ်ဖို့ကိုယ်သွားမယ်ဆိုလို့ရှိရင်လည်းတတိနဲ့သွားဖို့နောက်ပြီးတော့ပညာနဲ့စဉ်းစားရမယ်ဉာဏ်ပညာနဲ့စဉ်းစားမယ်ပေါ့နော်ဉာဏ်ပညာနဲ့စဉ်းစားမှာကိုယ်သွားမယ်လမ်းခီးမှာအစင်ပြေမလားအစင်မပြေဘူးလားဆိုတော့ဒါသူကပြန်လဲ ူကပြီးရေးထားတာပေါ့နော်ကျွန်တော်ဖတ်ပြီးသွားလို့ဒါအားလုံးပြန်လဲမျှောက်ရတဲ့ချက်ဖြစ်ပါတယ်အခုမိတ်ဆွေတို့လည်းမလေးရှားရောက်နေတာကြာပြီဆိုတော့ကိုသွားတဲ့နေ့နေရာကသွားအပ်လားမသွားအပ်လားဆိုတော့အပ်ပြောင်းနေတဲ့အချိန်မှာတတိနဲ့ပြင်ညာနဲ့ရှင်ပြီးတော့စင်ကျင်လို့ရနိုင်အောင်လို့ကျွန်တော်ပြန်လဲမျှောက်ဝေပေးတာဖြစ်ပါတယ်ဆိုတော့တခြားအရာရရှိရှိဝေးအများကြီးပြောပြရတဲ့အဥစ္စာဖြစ်မှာပေါ့နော်အပြော်ပန်းနဲ့ပတ်သက်ပြီးလို့ဆိုတော့တွားတယ်လားမတွားတယ်လားကိုယ့်ကိုစဉ်းစားစင်ကြင်လို့ရအောင်လို့ပြန်လဲမျှောက်ရလိုက်ခြင်းဖြစ်ပါတယ်ဟိုင်ရိုင်ရဲ့မရောက်ခင်အထိကို ထမ်းပြီးတော့တောင်းဆန်းနေပါပါတောင်းကြအောင်ပါပါဆိုတော့ခုမှပါမစ်ရှိလဲမဖြစ်လို့လာလဲမဖြစ်လို့သွားတာလဲဆိုတော့ပါမစ်ရှိလဲမီနိုတီဘောနော်လက်ပြီးခုတော့ပြီးသွားအောင်ငါတို့ရိုင်းရပြပြန်ပတ်ဆက်မရှိဘူးမဖြစ်တဲ့ညပဲဆိုတော့တောင်းပါပဲပါမစ်မရှိရလို့ဆိုပို့တောင်းတယ်ဆိုတော့ကျွန်တော်တကယ်ချင်းမှာကာဒမတ်တယောက်သူ့ရဲ့လူတွေဆိုလို့ရှိရင်ခန္ဓာတောင်းခံရတယ်ထောင်ခန်းနေနေပေးရတယ်ဆက်2000 3000အဲ့လို1000 2000အများနဲ့ပေးပြောမှလွတ်လာတဲ့လူတွေလည်းရှိပါတယ်ဆိုတော့မလေးရှားရောက်နေတဲ့လူတွေလူငယ်တွေအတူကတကယ်လို့ကိုက အပြောက်နေပြီဆိုလို့ရှိရင်ဈေးနဲ့ရှာတက်ဖို့အတွက်ဒီဘူးလို့ကြည့်ရင်တတိထားနိုင်ဖို့အတွက်ကျွန်တော်ပြန်လည်းမျှဝေနိုင်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်